အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးရဲ့ note ဆက်လိုက်ပါတငယ်ချင်းတို့ရေဒီပတ်မှာချက်ပြန်လေး semi final ဒုတိယကြော့ Inter Milan နဲ့ Barcelona ကောင်းစားပြီဒီပတ်လောလောရှစ်ပွဲမှာတော့ Barcelona အိမ်ကွင်းမှာ Inter Milan 3-0 3-0ကျသွားတော့ဒီနေ့မှာဘက်တွေကဘယ်လိုပေးထားမလဲပွဲစဉ်ရဲ့သုံးသပ်ချက်တွေနဲ့ချက်တော့စလိုက်ရအောင် Okay. ရှစ်ပွဲစဉ်မှာဘာစီလိုနာနဲ့အင်တာမီလန်3-3ကိုကြာတာ။ပွဲစဉ်38လေးကျွန်တော်ချက်လောက်ကြည့်လိုက်ရအောင်။ဘောပိုဇီရှင်ဘာလေးမှာတော့ ဘာစီလိုနာအตาရတော်ညာလဲအင်တာမီလန်ကတော့ကိုးသမားကောင်းတာနဲ့စစ်များများရသွားတော့ဘာစီလိုနာ၃ကို၃ကိုဆိုရယ်တေးရလိုက်နေပဲကျင်းနေလိုက်ရတယ်လိုင်းအားလေဘလူထောက်ဟာရှစ်ပွဲမှာ ချက်လောက်ကြည့်လိုက်အောင်ကျွန်တော်တို့ရှစ်ပွဲစဉ်မှာတော့လိုင်းအားလေကသူကျွန်တော်များများအပြည့်ထောက်သွားတော့အများလဲဘာစီလိုနာမှာအခုထိတာ လီဝိုဒေါစကီနာနေတယ် အဲ့တခုကတော်တော်ဆိုးတယ်ပြီးတော့ခေါတီးကနာသွားတော့ညာတော်မန်ကြီးကတိတ်အားမရတော့ခေါတီးကတော်တော်အလုပ်ဖြစ်တယ်နော်ဘာစီလိုနာအင်တာမီလန်ကလည်းမာတီနဲ့နာသွားတယ်ဒီနေ့မှလိုင်းအပ်လူအပြည့်စုံမထွက်လာတော့ဘူးဆိုတော့နေထားလည်းနည်းနည်းဆန်တော်ဝါဖြစ်သွားတယ်ကျွန်တော်တို့ချန်ပီယံလိတွေဝင်းနာဖြစ်ပြီးဘက်လီဘယ်လိုလောက်ထားလဲ PSG ပဲပေးတာ2.21နဲ့ဘာစီလိုနာ3.16နဲ့အင်တာမီလန်5.10 အာဆင်နယ်ကတော့အောက်ဆုံးပါဗော။ဒီပွဲစဉ်ယူဘက်လီပေးတဲ့နေထောက်ချက်ကြည့်ရမယ်။ဘက်လီပေးတဲ့နေထားဘာကောင်တော့ခွိုက်စော်လေးပေးထားတယ်။နေထားကသူကဘာကောင်ကိုတရေတိခေါ်ဆောင်ပြီးတော့ကျွန်တော်တို့ချိန်မှုပန်တီတီသွားမလားဖြစ်နိုင်ပွဲလိုင်းအန်လေးရလို့ငငယ်ချင်းတို့တွေ့တဲ့အတိုင်းပဲပါတီနဲ့လည်းမပါလာဘူး ဘာစီလိုမှာညာဖက်မှာခွန်နီမပါလာဘူးလီဗော်ဒော့စကီမပါလာဘူးနေထားတဲ့အသိခြေနေမကောင်းတော့နှစ်သိန်းတော့ကလို့နည်းနည်းမန်းရခက်ပါပြီဒီနေထားထိရောက်လို့နောက်ဆုံးပွဲတစ်ချက်ကြည့်ရအောင်နောက်ဆုံးပွဲစဉ်နေ့မှာအင်တာမီလန်ဗီရိုနာ1-0နိုင်ထားတယ်ဘာစီလိုနာဘယ်လာဒိုလက်နိုင်ထားတယ်အင်တာမီလန်ကနှစ်ခွဖြစ်နေတယ်စီးရီးမှာလည်းနာပိုလီနဲ့လူနေရသေးတယ်ချန်ပီယံလိကလည်းတိုင်လာပတ်တော့ဒီပွဲစဉ်ကိုဘယ်လိုမန်းရမမန်းတော့မသိတော့ကျွန်တော်တော်တော်ကိုဝေခွဲမြတ်ခက်တယ် ဒီပုံစံတိုင်းဆိုသူတို့နှစ်သိန်းကတည်ရင်နဲ့အချိန်ပိုထိသွားမလားအင်တာမီလန်ပဲနိုင်ပါမလားဘာကားတစ်ခုတတိထားမှာအင်တာခရော့ဘောနဲ့ခေါင်းတိုက်တဲ့အနေအထားတစ်ခုရှိတယ်ဘာစီလိုနာအဲပိုင်းမှာလည်းရှစ်ပွဲမှာဒီတိုင်းပဲစားသွားတာပဲသုံးခုသုံးခုဆိုရနေတာအဲဘာစီလိုနာဒီပွဲမှာအတကောဖွဲ့ဆော့မဲ့နေထိုင်တစ်ခုနဲ့ဆိုတော့ဒီပွဲစဉ်ကြီးကတော့ကျွန်တော်ကိုခတ်မှန်းမှန်းဆိုရင်တော့ဘာစီလိုနာဒီပွဲစဉ်မှာ နှစ်ကိုတကိုးနဲ့နိုင်ရရှိပါမယ်လို့ချိန်ဘူးမခေါ်ဆောင်သွားမနဲ့ကျွန်တော်ပြက်ပြက်သားသားပဲခံမှန်းလိုက်ပါလေအားလုံးပဲကျေးဇူးတင်ပါတယ်မနေ့ပြန် PHG အဆင်နဲ့ပွဲနဲ့ပြန်လဲဆုတ်လို့ကြပါမယ်နော်